ငါးကြိမ်မြောက်ပေါ့နော်ခွန်ကိုလေးနခွန်ကိုလေးဆိုတဲ့ခဏလေးကိုကျွန်တော်တွေးပြမှာတွေးပြမှာဆိုတော့ကျွန်တော်တို့အခုကြည့်မှာကကျွန်တော်တို့ဒီပန်းရောင်လေးပေါ့နော်ဒီမှာ၄၁၄၁၃၄၁၃လို့လှဲတဲ့အပေါ်မှာ၃၆ခွန်ပရင်အာတန်နေအောင်ကျွန်တော်က၄၁၃လို့နောက်ပိတ်တော့လှဲတယ်အပေါ်မှာသူနဲ့အချိန်ကိမှာ၃၆ခွန်ပရင်ရှိတယ်နော်အဲ့ဒီ၄၁ သုံးညနဲ့ဒီဘက်ပြလိုက်၈60ရှိတယ်ဒီဘက်မှာအဲထားလိုက်တော့၈60ကအမူဘွဲတွေနဲ့ကစားတာပေါ့နော်အဲ၈60ရဲ့ဒီဘက်ကိုပြေးတဲ့ခွန်ရှင်းလေးခွန်ရှင်းလေးကိုသူကခွန်ရှင်း၆လို့လဲပြီး၈60ခွန်လို့ဆောင်းပြန်ထိုးပြီးကစားမှလားအဲအဓိကတော့ဒီခွန်ရှင်း၆လို့လဲတယ်၈60ခွန်လို့ဆောင်းထိုးပြီးကစားထားတယ်ခွန်ရှင်းလေးကိုတွေးမှာနော်ဒီဘက်မှာလဲ၄၁၃ည၄၁၀ပေါ့ဗျာ၄၁၀လဲတယ်၆ခွန်၃ခရင်တဲတာပဲ တဲတဲ့6.3ရဲ့အောက်ကိုပြေးလိုက်680ဖိန်တဲပြီးတော့မှဒီဘက်မှာတော့86ကလှဲသွားပြီ86လဲတဲ့အဲ့လဲတဲ့86ကို869လို့တောင်းထုတ်ပြီးတော့ခဏတကွယ်ကစားမှလားပေါ့ကျွန်တော်အဲ့ဒါကိုတွေးပြအဲ့ဒါကိုတွေးမှာပေါ့နော်တွေးမှာတော့အဲ့86ကဒီစီကြောတဲ့မှာသူက81တောင်းနဲ့86လေးနဲ့အချိန်တိုင်းမှာသူက၄နှစ်တိတိတောင်းထုတ်ခဲ့သေးတာနော်68ဖိန်တဲတာ တူတော့အဲ့ဒါဆိုတော့ဒီမှာလည်း၈ခွန်တောင်းနဲ့၆၈လေးဖရင်တဲတဲ့၄နှစ်၁ဆောင်းထိုးတယ်ဒီမှာ၈၆ခွန်ဖရင်တဲတယ်တူတမျိုးတခါအပြာရောင်ကတခါတူ၆၈နှစ်၆၈နှစ်၄၅၉နဲ့ပြေးလိုက်ရင်၄၁၅ဆောင်းထိုးတဲ့ခွန်၆၈ကတမျိုးနော်အဲ့ဒါဆိုရင်တူကတော့ဒီဘက်မှာတော့၄၅၉ဆောင်းထိုးတဲ့၆၈နှစ်ဖရင်တဲတယ်၄၁၅ဆောင်းထိုးတယ်တူကတော့ဒီကွက်ထဲနဲ့အလုံးနှစ်ခုလောက်သွားတော့ပေါ့၈၆ခွန်လို့တဲရတာတမျိုးနော်အဲ့ဒီ၈၆ခွန်ဖရင်ကြီးကိုမှကျွန်တော်တို့ကဒီနေရာမှာ ရှစ်၆ခုလို့ဂျောင်းဖို့နိုင်လားလို့ကျွန်တော်တို့ကတွေးပြီးတော့ဒါကစားမှာပေါ့နော်ကစားတော့တခါလေပြောလိုက်ဦးမသူကရှစ်၆လေးက၆ခုရှင်းနဲ့တွဲခဲ့တယ်လို့ပြောခဲ့တာဒါပထမ၆၆ရှစ်လေးက၆ရှစ်ခုနဲ့တွဲခဲ့တာအဲ့ဒီ၆ရှစ်လေးက90လေးနဲ့စခဲ့တာနော်ဒါလေးတွေဒါက90နဲ့၄ရှစ်၆ပေါ့နောက်တစ်ခါတော့၆လေးရှစ်နဲ့၃ခုခုသူအဲ့လိုလာဖြစ်တာဒီမှာလဲ90နဲ့၄ရှစ်၆နောက်တစ်ခါ၄ရှစ်၆နဲ့၃ခုခုသူအဲ့လိုတွေတစ်စင်းချင်းလေးတွဲပြီးကစားတာပေါ့ တွဲပြီးကစားတော့မကျတော့ပြီးတော့ကြာတော့သူကဘလို့လာတွဲမှလဲဆိုတော့အဲ့ဒီ၈၄၆က၃၆9လာတွဲမှအဲ့၈၆လေးအောက်၁၂3 3တွဲကြော်လိုက်၃၆9လာတွဲမှဟုတ်ပြီအဲ့ကစားကတော့ပါလာမှာမို့နော်အဲ့ဆိုဒီ၈၆လေးအောက်၁၂3တွဲကြော်လိုက်အဲ့၃၆9တခါ၈၄၆ကပြန်တွဲမှအခုကကျွန်တော်တို့ဒီ၆9 3နဲ့ဒီ၆9 3နဲ့အချိန်ကြိုက်ကို၈၆9ရောင်းထိုး ကစားတဲ့တီကျော်ကိုတွေးမှာမို့အဲ့ဒီအချိန်မှာကျွန်တော်ဒီထဲမှာအကွက်ရွှေ့တဲ့စနစ်ကိုဒီတီကျော်ကခွန်ရှင်လေးကိုကျွန်တော်ခွန်ထိတ်ခွန်ထိတ်နဲ့ကြတဲ့ခဏကိုခွန်ရှင်လေးလို့မတွေးပဲနဲ့မတွေးပဲနဲ့ပေါ့အဲ့ခွန်ထိတ်ပေးပြီးတော့တခြားခဏဘာဝင်လို့ရသလဲဆိုတော့ကျွန်တော်တွေးပြမှာတွေးပြမှာဆိုတော့ဟုတ်ပြီဒါကကျွန်တော်တို့၈၆ခွန်လို့ဇောင်းထိုးတဲ့ခွန်ထိတ်နဲ့တိုးမယ်ဆိုတဲ့စီကျော်ကိုကစားမှမို့ကျွန်တော်ဒါလေးကိုစချလိုက်တာစချလိုက်တော့ကျွန်တော်တို့ဒီကဒီဘက်မှာ ့ဒီဒီဒါခုနကစီချိုးကြီးပဲနော်ခဏလေးပြန်ဒါလေးဘယ်လိုဖြစ်သွားလဲခုနကစီချိုးကြီးပဲတဲ့ရှင်ပြန်လာလို့မလို့နော်မင်္ဂလာပါအားလုံးပေါ့နော်ကျွန်တော်အဲကျွန်တော်လည်းကွန်မန့်မဖမ်းပြီခုနကစီချိုးကြီးတဲ့အခုတခါဒီနေရာကျွန်တော်တို့ကကြည့်ပြီးခစားမှာကအပြာရောင်စီချိုးအပြာရောင်စီချိုးတို့ခုနကကျွန်တော်တို့၈၆လေးတွေပြလို့ရတော့ကာလာနဲ့ကြည့်လိုက်တော့သူကကျွန်တော်တို့အပြာရောင် ဖြဲထားတဲ့940နဲ့တန်းနဲ့864လေးပြီးရင်369နော်ဟုတ်ပြီအဲ့ဒီ369ရဲ့ဒီဘက်မှာ389ရှိတယ်နော်389ရဲ့ဒီဘက်က429ရဲ့ဒီဘက်က950ဇောင်းထိုးရပေါ့ဗျာကစားကွက်ကဒါဖရင်ကြီးတင်လိုက်တာနော်940ရဲ့864ရဲ့369ရဲ့689 429ရဲ့ဆိုတဲ့ကျွန်တော်တို့ဒီပေါက်ပြီးတွေကိုစုဖွဲ့ပြီးတော့ဖရင်ကြီးတင်လိုက်ပြီး နော်တဲလိုက်တော့ဟိုအဲ့ဒီအပြာရောင်စီချောထဲမှာတော့ငါးခွန်သုံးရှိတယ်နော်အဲ့လေးမှတ်လိုက်အဲ့ဒီငါးခွန်သုံးလေးကနောက်တစ်နေ့လိုက်ပေါ့မှာလက်တဆင်းချင်းသွားလိုက်မယ်မထူးဘူးနော်ငါးခွန်သုံးကအဝါရောင်ဖြစ်မှာပေါ့နော်အဲ့ဒါဆိုဟုတ်ပြီ6 64နဲ့36ခွန်နဲ့ဒါအနည်းဆုံး36ခွန်ရဲ့ထောင်းကငါးခွန်သုံးကိုနောက်တစ်နေ့ပို့မှာဘယ်နေရာပို့မှာလဲဆိုတော့ကျွန်တော်တို့အဝါရောင်36ခွန်ရဲ့3595လို့ဖြစ်တယ်6ခွန်3လို့ထောင်းနေပြေးလိုက်ခွန်လေးလေးဆိုတဲ့ဖရင်ရှိတယ် အဲ့ဒီခွန်လေးလေးကသူ့ရှေ့နှစ်နှစ်ကျော်ကလာခဲ့တာအစိမ်းရောကိုတုံးခွန်ဆောင်ထိုးတဲ့လေးခွန်လေးကနှစ်နှစ်ကျော်ခွန်လေးလေးလို့လိုက်ထွက်တော့ဟောဒီကိုခွန်တုံးထောင်းတဲ့စီကျော်မှာလိုက်ထွက်ခဲ့တာဟောပြီအဲ့ဒီလိုက်ထွက်ခဲ့တဲ့ကျွန်တော်တို့ဒီဘက်ဒေါင်းကိုပြေးတက်လိုက်ရင်ငါးတုံးခွန်ဖရီတွေ့မှာနော်အဲ့ဒီငါးတုံးခွန်ရဲ့အပေါ်မှာကိုငါးခွန်၈၁၆ဆိုပြီးတော့ဖရီကိုဆက်ပြီးကစားပြီးတော့ဆက်ပြီးတော့တည်ခဲ့တာပေါ့အဲ့ဆိုအဓိကကျွန်တော်တို့မှတ်လိုက်ရမှာငါအပြာရောင်၃၆ခွန်ရဲ့ဒေါင်းက၅၃ခွန်ကိုအဝါရောင်၃၆ခွန်ရဲ့ အဝါရောင်369ရဲ့ဒီဘက်တောင်းကိုလှမ်းပို့တယ်ပြီးရင်69816ဆိုတဲ့ screen ကိုတည်တယ်ဒါအဓိကလူရင်းပဲအဲ့ဒီမှာမှကစားခွက်လေးကနှွေပြီးတော့အများကြီးကစားရတော့ပေါ့နော်ဒါပေမဲ့ကြံတာလေးတည်းလာအောင်ပါနော်ဟုတ်ပြီအဲ့ဒါဆိုအဝါရောင်နဲ့အပြာရောင်ဒီဘက်ကတကန်ပြီးသွားပြီနာကလာလေးနဲ့ကျတော့ရှင်းတာပေါ့ရှင်းတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာလည်း60တရန်နေပြီးလိုက်ရှေ့လျှောက်လေးနောက်ခုနကကျွန်တော်တို့ပြောခဲ့တဲ့369 369ရဲ့ဒီဘက်မှာ38ခွန်နဲ့အဲ၄ခွန်နဲ့ဖရိန်ကို90တောင်ထုတ်ပြီးတည်ခဲ့တာငါဖရိန်ကြီးတည်လိုက်ပြီ အဲ့ဒီထဲမှာရှိတဲ့9 6ခုဆိုတဲ့အပြာရောင်ကနလေးရဲ့နောက်တစ်နှစ်လိုက်ထွက်တော့အဝိုင်းအောင်ဖြစ်လိုက်ထွက်ပြီလိုက်ထွက်တော့ဘယ်နေရာထွက်တာလဲလူရင်းက၄၈၆အပြာရောင်9 6ခု3ရဲ့တောင်းက9 6ခုကိုနောက်တစ်နှစ်ထုတ်တဲ့အချိန်မှာအဝိုင်းအောင်3 6ခုလို့တဲထိုင်နေစီကြောမှာ3 9 9လဲ6ခု3လို့ထောင်းနေပြီ၁၄၈ အဲ့ဒီ delay ရှိကရှေ့နှစ်နှစ်ကျော်ကလာခဲ့တာကိုတုံးခွန်ထောင်းထိုးတဲ့ latest ရှိကဒီကိုခွန်တုံးရဲ့ထောင်းမှာလာထွက်ခဲ့တာအဲ့ဒီအချိန်မှာ369လောက် print တယ်ပေးခဲ့တာဟုတ်ပြီအဲ့ဒီ369ကိုပြေးလိုက်မှာအဲ့ဒီ delay ရှိနဲ့အချိန်ကြီး969ကြီးလာထုတ်တာလာထုတ်တဲ့969ကိုသူရှင်းနေကပြီးမှ969နဲ့68ဆိုပြီးတယ်ပြီးကစားခဲ့တာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အပြာရောင်693ရဲ့ divet down က969ကိုနောက်တစ်နေ့ထုတ်တဲ့အချိန်မှာအဝါရောင်369စီးကြုံမှာတွားပြီးတော့ ထုတ်ခဲ့တာเนาะဒါလေးမှတ်လိုက်တော့ငါကုတ်ခွန်နဲ့680ပြီးတော့တည်ထားခဲ့တယ်မို့เนาะဟုတ်အဲ့ဒါဆိုရင်အပြာနဲ့အဝါပြီးသွားပြီတခါ तू ကတခါဘယ်ဟာနဲ့သွားချိတ်အောင်မလဲဆိုတော့တခါကျွန်တော်တို့ဒီအစိမ့်လေးပါတခါပြောလိုက်မယ်မပြောလို့လည်းမရဘူးအဲ့မှာ93ခွန်လို့ဇောင်းထုတ်တဲ့6ခွန်လေးရှိတယ်နော်93ခွန်လို့ဇောင်းထုတ်တဲ့6ခွန်လေးပရင်တယ်လေဒီမှာ94ခွန်ထောင်းတယ်94လဲတယ်အဲ့ဒီနားအမှန်တော့998တွေ96လေးပါလေးတယ်ထားလိုက်တော့အဓိကကျွန်တော်တို့ကဒီစီချောတဲ့မှာ ကိုလေးခွန်နဲ့ကိုလေး၁၀ဒီလိုချက်ချင်းကလေးတည်ခဲ့တယ်ပေါ့ဗျာပြီးရင်ဒီဘက်မှာတိလေး၆ဆိုတဲ့ကစားကွက်တည်ခဲ့ပြီနော်အဲ့တည်အဲ့ဒီလိုကစားလိုရင်းလေးနော်အဲ့ဒီလိုကစားခဲ့တဲ့ကိုတုံးခွန်ရဲ့ဘေးကလေးခွန်လေးကခုနကပြောခဲ့ပြီခွန်လေးလေးလို့ပြည့်တော့ကိုခွန်တုံးထောင်းတဲ့နေရာပြည့်တာအဲ့မှာ၃၆ခွန်ဖရင်နဲ့ရောသွားတာနော်အတူဘူးပေါ့အဲ့လိုပြည့်တဲ့ဒေါင်က၆ခွန်၁၀ကသူ့ရှေ့နှစ်နှစ်ကျော်ကခွန်၃၈၆လို့ထောင်းခဲ့တဲ့၆ပိတ်ကနန်းကိုဒီဘက်၆ခွန်၁၀ပဲဒီဘက်ကိုခွန်လေးလေးရဲ့အောက်တော့မလာထက်ခဲ့ခြင်းကြောင့် အဲ့ဒီ690ရေဒီဘက်က1235ဆိုတဲ့အဲအဲ့ဒါလေးကျွန်တော်ခြေဆက်လေးမေ့သွားတာပေါ့အဲ1235ဆိုတဲ့ဒီ669လေးကအဲ့မကျတော့ဒီ669လေးကကျွန်တော်တို့ဒီဘက်က690ရေဒီဘက်က669နှစ်နှစ်ကျော်ကလာခဲ့တဲ့669ကိုတခါဒီဘက်ခွန်ဆုံး6000နဲ့ခွန်ဆောင်တဲ့ဖရင်ရေဘေးကိုလာပြီးတော့ကျွန်တော်တို့ဒါဘယ်လိုခေါ်မလဲတည်ရင်းအောင်ဖြစ်လာပြီးထည့်ပြီးကစားခဲ့တာနော် ထည့်ပြီးကစားခဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်သူက color တစ်ခုပို့သွားပြီနော်နော်ဒီအစိမ်းရောင်နဲ့တည်ခဲ့တဲ့လေးခွန်လေးကအဝါရောင်ဖြစ်ခွန်လေးတွေအဝါရောင်ပရိမာလာရောခဲ့တာအဲ့ဒီကောင်ကဒီခွန်လုံးရှစ်လျှောက်လို့တဲ့ပရိမာလေးလေးခွန်ဆိုပြီးလာတဲ့တော့ဒီအယောင်သုံးခုရဲ့ဆက်ဆက်ကလာဒီတင်းရောင်ပါလာပြီနော်အဲ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ဒီမှာလဲ63ခွန်လို့စိမ်းရောင်လေးတစ်ရှိကနှစ်နှစ်ကျော်လိုက်ထွက်တော့အဝါရောင်ဖြစ်ခဲ့တာနော်ခုနက36ခွန်စီကျော်တဲ့မှာအဲ့ဒီလိုကစားထားခဲ့တဲ့148ကိုဒီဘက်မှာပြန်ထုတ်ဖို့ အဲ့ဒီလေးရှိရတောင်းမှာရှိတဲ့006ဆိုတာကရှိနည်းနည်းကျော်ကလာခဲ့တာ936လောက်တောင်းခဲ့တာလိုရင်းဟိုဘက်မှာစီးကြော်တယ်အများကြီးပေါ့အချိန်ရရင်တမျိုး936တောင်းခဲ့တဲ့6နှုန်းပိတ်006ကနည်းနည်းကျော်တော့အဲတလေးရှိနဲ့လာပေါက်ခဲ့လို့အဲ့ဒီမူရင်းတဲ့တဲ့006ရဲ့ဒီဘက်အောက်1345ဆိုဒီ06တင်တွေကိုတော့ပြန်ထည့်ကထားခဲ့တာအဲ့ဒါလေးဒါလေးကအဲ့မှာသူ့ရဲ့အချိန်ဆက်က3ရောင်ကိုကလာ3ခုဒါကဖရီ3ခုကအဆက်ဆက်ဖြစ်သွားပြီနော် ဖြစ်သွားတော့ဟုတ်လေအဝါရောင်ရယ်ပြာရောင်ရယ်ကျွန်တော်တို့ပန်းရောင်ရယ်လို့ဖြစ်ခဲ့တော့ဟုတ်ပြီပန်းရောင်ရယ်လို့ဖြစ်ခဲ့တော့ကျွန်တော်တို့တခါဒီတန်းမှာအဲပန်းရောင်ဆိုတာကတခါတစ်နှစ်သုံးဆိုရယ်စီကျော်ရှိပါလားဒီဖရိန်ထဲမှာဒါအရဒါမလို့လို့ခြံထားတာမနှစ်ကကျွန်တော်တို့ကစားခဲ့တဲ့စီကျော်ပဲတစ်နှစ်သုံးဖရိန်ကနေပြည့်တက်လိုက်3ရက်8လို့ထောင်းတယ်6 8လို့စောင်းတယ်တစ်နှစ်လေးဖရိန်တဲတယ်ဟုတ်ပြီနော်အဲ့ဒီစီကျော်ကြီးနဲ့အချိန်ကြိုက်မှာဒီဘက်ကိုပြေးလိုက်3ရက်8လေးဆိုတော့ တကဖရိတ်ရှိတယ်သူကနေဒီဘက်ပြေးလိုက်400ဆိုတဲ့ကဏ္ဍရှိတယ်နော်အဲ့400ရဲ့ထဲမှာ640လို့တဲ့တယ်ဟုတ်ပြီအဲ့ဒီ640ရဲ့ဒီဘက်မှာရှိတာ66နှစ်ဆိုတဲ့ဖရိတ်ကတွေ့ပြန်ရောအဲ့ဒီ66နှစ်ကကျွန်တော်တို့ဒီတီရင်းရောင်836လို့ထောင်းနဲ့ဒီဘေးက66နှစ်ကနောက်တစ်နှစ်လိုက်ပေါက်လာအဲ့မှာပန်းရောင်တကဒီစီဂျိုးကြီးနဲ့တော့ညိပြန်ရော3 3တနည်းတွေ၅တော်တော်များရှင်ကားတွေတနစ်လေးဖိန်နေနဲ့အတူ140 940ရဲ့ဒီဘက်မှာလာပြီး66နှစ်ကြီးလာထွက်တာအဲ့ကြတော့ကာလာလေးခု ဖလိလေးကိုပါညိပါလားပလဲကြီးနော်ပလဲကြီးတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်86ထောင်းနဲ့446ကနှစ်နှစ်ကျော်ထွက်တော့ကျွန်တော်တို့ပြောခဲ့ပြီး deletion နဲ့ထွက်ခဲ့လို့အဲ့ဒီ446ရဲ့ဒီဘက်မှာ deletion ပြန်ထည့်တယ်လို့ပြောခဲ့တာအဲ့ဒါဆို986ရောက်ပြီက98ကလည်းနောက်တစ်နှစ် light ထုတ်တာပဲနော် light ထုတ်တော့ပဲစီးကြောမှလည်းသူကလည်းပထမကလို့1နှစ်3တဲတဲ့3ရရှင်က683012 frame တဲဒါဒီထဲမှာကိုကစားကွက်တွေအများကြီးဒါလိုရင်းပေါ့1နှစ်3ရအောင်မှာ140နဲ့ဒီဘက်က3964ဆိုတဲ့ တခါပရင်ရှိတယ်အောက်မှာကိုလေးခွန်နားတာနော်ဒီဘက်က၄00နားတာအဲ့ဒါ၄မှလည်း၄00နားတာဒီဘက်ကကိုလေးခွန်နားတာအဲ့ဒီဘက်ကိုပြေးလိုက်ရင်9800ဆိုတာကကျွန်တော်တို့ဒီတည်တင်းရောင်9386ထောင်းလေးပေးရ9300လေးရပန်းရောင်ဖရင်မှာလာပြီးတော့လှန့်ထည့်လိုက်ပြီးအဲ့ကြတော့ကျွန်တော်တို့ကထားခဲ့တဲ့အပြာရောင်ဟိုဝါရောင်ကျွန်တော်တည်တင်းရောင်ပန်းရောင်ဆိုတဲ့ကာလာ၄ခုကဖရင်ကြီး၄ခုသလုံးကအချိတ်ဆက်ကြီးဖြစ်သွားတာနော် ကျွန်တော်အဲ့ဒါဆိုဆွဲကြည့်လိုက်နော်အင်မန်ရတာရှိတယ်ပေါ့ဗျာနော်ဟုတ်ပြီအဲ့ဒါအဲ့ဒီမှာ3386လို့ကျွန်တော်တို့ကအလွယ်ပြောတော့အဲ့ဒီ3386ထဲမှာသူဘာဒီဘာသာလဲ353ခဲတယ်3 9 1ရှိတယ်ကျွန်တော်တို့ဒီဘက်က16လေးရှိတယ်နော်အဲ့ဒီကနေပြေးလိုက်မှာ3386လို့ထောင်းတယ်နဲအဲ့ဒီစီကျော်ကြီးကစားတာပေါ့ဗျာနော်အဲ့ဒီမှာသူကလည်းကျွန်တော်တို့353ရှိတယ်3 9 1ရှိတယ်16လေးရှိတယ်ပြေးလိုက်အဲ့3386လို့ထောင်းတယ်ဒါတည်ရင်းရောင်စီကျော်ကြီးကိုကစားခဲ့တာ ုတ်ပြီအဲ့ဒီထဲမှာပါတဲ့ကျွန်တော်တို့တစ်ချောက်လေးဆိုတဲ့ပေါင်းကအခုเนี่ยကျွန်တော်တို့ပြောခဲ့တယ်ကိုသုံးခွန်ဇုံးထိုးတဲ့လေးခွန်လေးအစိမ်းအောင်မှာလာထည့်ခဲ့တာသူသူညီးပုံကနော်တော်တော်အံ့ဩနေတာကောင်းတာစဉ်းစားလေအဲသူကတော်တော်အချိတ်ဆက်ကောင်းလေကိုသုံးခွန်လို့တောင်းတဲ့လေးခွန်လေးရဲ့ဖွင့်ပေးမှာအစိမ်းအောင်ဖြစ်လာထည့်ခဲ့တာတော့ပတ်လည်ညီးတာကိုပြောချင်တာအဲကိုသုံးခွန်လို့စောင်းပြီး၄၈တဲတာပြီးနေသူနဲ့ချိန်က၄၆တဲကြီးလာထည့်တာ နော်အဲ့လေးချောက်တက်ကအခုကျွန်တော်တို့ပြောတဲ့ဒီ386လောက်ထောင်းတဲ့စီချောတဲ့မှာအဲရှေ့တဲမှာ3ငါး3တွေနဲ့အတူတူ3 9 1တွေနဲ့အတူတူ386လေးကြီးတွေတဲခဲ့တာနော်အဲ့တော့ဒါကျွန်တော်လူရင်းတွေအကုန်ဖြတ်ပြောလိုက်တာနော်အဲ့သူ့ရဲ့ချိန်ချက်ကအင်မတန်ကိုစိတ်ဝင်စားရရကောင်းတယ်တခုနဲ့တခုတခုနဲ့တခုအသာလေးချိန်နေရချိန်ပြီးတော့ကစားနေရနော်အဲ့ဒီစီချောကကျွန်တော်ကမနစ်ကကိုကိုခွန်ကိုထုတ်ပြီးတော့အောင်ခဲ့တာကိုထုံးနေပြ48ကိုဒီစီချောတွေထုတ်ကစားခဲ့တာနော်ဟုတ်ပြီ အဲ့ဒါဆိုရင်ဘာပြောချင်တာလဲဆိုတော့ဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့အခုကြည့်မှန်းကအပြာရောင်9ခွန်တုံးနော်အဲ့ဒီ9ခွန်3ကနောက်တစ်နှစ်အဝါရောင်ဖြစ်ခဲ့တယ်လို့ပြောခဲ့တာဟုတ်ပြီသူက36ခွန်ရဲ့တောင်းကနော်36ခွန်ရဲ့တောင်းက9ခွန်3နောက်တစ်နှစ်ပို့တော့အဝါရောင်36ခွန်နဲ့ပို့ခဲ့တယ်ဒါအစိုးရပြောခဲ့တာအဲ့ဆိုအပြာရောင်9ခွန်3ရဲ့ဒီဘက်ကကျွန်တော်တို့ဘယ်လိုဆင်းမလဲ1 2 3 4 5 6ပင်တန့်ဆင်းလာ4ရောက်တွေ့မှာ ော်ဒီစီကြောထဲမှာ400ကို400လို့ထည့်ကစားသွားလို့လည်းရတယ်နော်ရာစီးကြိုက်တဲ့တကယ်ချင်းတွေအတွက်က400ကိုတော့ကျွန်တော်တီးတယ်မပြတော့ဘူး။ तू က400 frame တထန်းနဲ့တည့်ခဲ့လို့အကြီးကြီး frame ညာ तू နော်အဲ့ဒီ400ကိုပြန်ထုတ်ကစားတော့မှဆိုရင်ရတယ်နော်။အဲ့ကျွန်တော်ဟုတ်ပြီကျွန်တော်တို့အဓိကတော့864 369နဲ့တခါပြန်ကြည့်မှပေါ့ဗျာ။အစောပိုင်းကကျွန်တော်တို့ကဒီ369ရဲ့တောက်မှာ869တောင်းထိုးနေတာကိုအဲနော်ကျွန်တော်တို့ဒီဒီဘက်မှာအဲ ကို6686ဆိုရင်ဘယ်ကနန်းပါလဲကို6လို့ထွက်ပြီးတော့အဲဒီ669လို့တောင်းထိုးပြင်လာဦးเนาะအခုဟာကကြတော့ကျွန်တော်တို့ကဒီဒီ36 686 4ဒီဘက်953လေးပြေးလိုက်400ကိုကြည့်တာเนาะဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာတော့တို့ရတာဒီတစ်ခွက်တည်းပဲ6 6 4 693 965အဲ1 2 3 4 5 6လို့ဆင်းလိုက်တဲ့ဒီ96ခွန်းလေးကြည့်ပါကြည့်ပါဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီအပြာရောင်စီကျော်စတင်တာက640နဲ့စတင်ခဲ့เนาะ640 6 6 4 36ခွန်း နော်အဲ့ဆိုဂျန်နာရီမသွားတော့ဒီဘက်က38ထားလိုက်တော့ဂျန်နာရီမသွားတော့ဒီဘက်မှာ9ခွန်တော့မထူးပါဘူးကဲ38ခွန်နဲ့ဒီနေ့ခွန်လေးတည့်ခဲ့တာအဲ့ဒီငါခွန်တော့ဒီဘက်ကိုပြီးမှဆိုတော့400ကြည့်အဲ့ဒီ400က640နဲ့အချိန်ကြိုက်လို့ကျွန်တော်တို့ယူဆလို့ရတယ်နော်အဲ့တော့ဆိုရင်ဒီဘက်မှာလည်းအပြာရောင်စီကြောက640နဲ့စတည့်ခဲ့တာပြီးမှ846 6ခွန်တော့ငါ6ခွန်ကနောက်တစ်နေ့အဝါရောင်ဖြစ်ပြစ်ခဲ့တော့နော်အဝါရောင်36ခွန်နဲ့ပြစ်ခဲ့တယ်ဟိုအဲ့ဒီငါ6ခွန်ရဲ့ဒီဘက်မှာမှ38ခွန်နဲ့၄နှစ်ခွန်နဲ့ငါခွန်50တည်းတောင်းထုတ်ခဲ့တာပေါ့ဗျာ နော်အဲ့ဒါဆိုအဲ့ဒီ9 6ခုအပြားရောင်ကနေ1 2 3 4 5 6လို့ဆင်းလိုက်တဲ့ဒီအချိန်ကစတဲ့ခဲ့တဲ့940အပြားရောင်နဲ့အချိန်ကကြီးတွားဖြစ်နေတာပဲနော်တွားဖြစ်နေတာပဲဆိုဘာဖြစ်လို့အဲ့ဒါကိုပြောတာလဲဆိုတော့ဟုတ်ပြီအဲ့ဒီ940ဖရင်အစပြုတဲ့အပြားရောင်စီးကျောမှာလာထွက်တဲ့3ည4 3ညဆိုတဲ့ကဏန်းက3ည4 3ညဆိုတဲ့ကဏန်းကသူ့ရှေ့မှာပန်းရောင်စီးကျောတဲ့မှာနားခဲ့တာ940နဲ့နားခဲ့တာနော်အဲ့ဒီစင်ထားလိုက်ပြီ နော်ဒါခုနကဒီအခြေသက်တွေကိုကျွန်တော်ရှင်းပြပြီးခဲ့ပြီနော်ဟုတ်ပြီပန်းရောင်60နဲ့နားခဲ့တဲ့ဒီ400ကိုကျွန်တော်တို့ဒီအပြာရောင်60နဲ့ပြာရောင်60ဖရိတ်စီကျော်ထဲမှာ400ဆိုပြီးပြန်ထုတ်ပြီးကစားမယ်ဒါပထမတစ်ဆင့်တွေးလိုက်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဘက်ကလည်းပန်းရောင်60နဲ့နားခဲ့တာက60ကွန်အဲ့ဒီပန်းရောင်60ဖရိတ်ထဲမှာတည်ခဲ့တဲ့60ကွန်ကို ကျွန်တော်တို့အပြာရောင်60နဲ့အချိန်ကြိုက်ကိုကျွန်တော်တို့ဒီဘက်ထုတ်ပြီးကစားမယ်ကစားမယ်ဆိုတော့အဲ့ကဏ္ဍတွေကဘယ်ဟာလာခဲ့တာလဲဆိုတော့နော်အဲ့ကဏ္ဍတွေကဘယ်ဟာလာခဲ့တာလဲဆိုတော့ငါးတုံညာရှစ်လို့ဆုံးထုတ်ပြီးလာခဲ့တာနော်ဟုတ်ပြီအဲ့ဒီငါးတုံညာရှစ်ဆိုတာကကျွန်တော်ပန်းအောင်ဆီကျော်မှာတုံညာရှစ်ငါးလို့ဆုံးထုတ်ပြီးတော့တင်းတင်းလေးဖရိန်တွေတဲပြီးတော့ကစားခဲ့တာအခုနေကကျွန်တော်တို့ပြောတယ်အဲ60ဖရိန်400နားတဲ့အချိန်မှာတုံညာရှစ်ငါးထောင်ပေးခဲ့တာအဲ့ဒီထောင်ခဲ့တဲ့တုံညာရှစ်ငါးကရှစ်မှာငါးတုံညာရှစ်လို့ဆုံးထုတ်ခဲ့တာ ုတ်ပြီအဲ့လားသူ9လုံး8လုံးဇောင်းထုတ်ပြီးအောက်ကိုပြေးလိုက်ရင်ခွန်တက်တက်လို့လှဲတယ်ဒီဘက်မှာခွန်ခွန်8ဆိုလှဲပြီးတော့သူ400ယူစတဲ့နော်တဲ့ပြီးဟုတ်ပြီအဲ့အဲ့400ကနေပြေးလိုက်ပြန်9လုံး8ဇောင်းထုတ်တယ်ပြေးလိုက်3လုံး6ဖရင်ရှိတယ်တခါဆက်ပြေးလိုက်2ခွန်3များဆိုတယ်ဖရင်ရှိတယ်9 6ဇောင်းထုတ်မှာဟုတ်ပြီအဲ့လိုစပြီးတော့ကစားထားတဲ့2ခွန်2ဆွဲဆိုတဲ့ဖရင်ကနေပြေးဆင်းလိုက်တဲ့3 1 1ကအဲ့ဒီနေ့တိုင်းမှာပြန်ကြခဲ့တာအဝါရောင်စီးကျုံးမှာပြန်ကြခဲ့တာဟောဒီ3 6ခွန် အဝါရောင်စီရောမှာ36ခွန်း395ခွန်း9ခွန်း3လို့ထောင်ပြီးခွန်းလေးလေးရှိနှစ်နှစ်ကျော်လာဟုတ်ပြီနော်အဲ့မှာရှိတဲ့9ခွန်း3ဆိုတာအပြာရောင်စီရောကလာတဲ့9ခွန်း3အဲ့ဒီအဝါရောင်ခွန်းလေးလေးနဲ့အချိန်တိုင်းမှာအဲ့ဒီ331ဆိုတာကအပေါ်ကပြန်ကြခဲ့တာဘောကပြန်ကြခဲ့တာဘယ်နေရာလဲဆိုတော့ရိုးရှင်းဆုံးရှင်းလင်းဆုံးက400ဖရိန်လို့တည်တယ်သူနဲ့အချိန်တိုင်းမှာ336ရှိတယ်ဒီဘက်က290လို့ဖရိန်နဲ့တည်ပြီးတော့မှသူ့တောင်းကကဏ္ဍကြီးကအဲ့ဒီအဝါရောင်စီရောမှာပြန်ကြခဲ့တာ တကယ်ကိုအကြောက်စရာကြီးတော့ရှိတယ်ကြီးရနော်နော်အဲ့ဒါဆိုဟုတ်ပြီအဲ့ဒီအဝါရောင်မှာစီးကြောမှာပြန်ကြခဲ့တဲ့ဒီ311ကအခုဒီကျွန်တော်တို့ဒီ369နေတွဲခဲ့တာကို369ခရိမှာတွဲခဲ့တာနော်အဲ့ဒီလိုတွဲခဲ့ခြင်းကြောင့်အမှန်ကတော့400လို့ထောက်ပေးခဲ့တဲ့311ကအဝါရောင်369ခရိမှာ ပြန်ကြခဲ့ခြင်းကြောင့်နော်အပြာအပြာရောင်369ခရိရဲ့ထောက်မှာအဲ့ဒီ400ကိုပြန်ထည့်တာပါဆိုရင် ူကပထမအခြေဆက်ရောဒုတိယအခြေဆက်ရောအင်မတန်ကောင်းတာအဲ့ဒါဆိုဟုတ်ပြီဒီဘက်မှာဒုတိယတက္ကသိုလ်ညာရှေ့စောင်းနေအောက်မှာ111 111ပေါ့လဲတယ်ပေါ့ခွန်ခွန်ရှေ့လဲတာပြီးမှာ969ညာစတယ်နော်စတဲ့ခဲ့တဲ့ကုလေးခုနဲ့အကျင့်ကြိုက်ဒီဘက်က9တောင်ည8ဆိုတာကအခုကျွန်တော်တို့ပြောခဲ့ပြီ8တောင်ည9တောင်ည8ကထောင်ခဲ့တာ2လေးလေးဖရင်68 3လေးနဲ့ပန်းရောင်ဖရင်မှာတောင်ည9လေးနဲ့အတူနားခဲ့တာကုလေးခွန်ဟုတ်ပြီလားအဲ့ဒီကုလေးကုလေးခွန်နားခဲ့တာကတောင်ည8 9ဖရင် ီကျော်မှာနားခဲ့တာနော်တုံညာရှင်ကထောင်းတဲ့တီကျော်ပန်းရောင်အဲ့ဒီတုံညာရှင်ကသူ့ရှေ့မှာငါးတုံညာရှင်လို့စပြီးဆောင်ထုတ်ခဲ့တာဟုတ်ပြီအဲ့ဒီငါးတုံညာရှင်နဲ့အချိန်တိုင်းမှာအောက်မှာကျွန်တော်တို့ကကိုးလေးခွန်ကြီးတည်ခဲ့တာပဲအဓိကတော့ဟုတ်ပြီအဲ့ဒါဆိုငါးတုံညာရှင်ကနေပြေးလိုက်630တည်တယ်ဒီဘက်က90ဖရိန်ကိုငါးလေး6ထောက်ပြီးတည်ခဲ့တာအဲ့ဒီ90ပြေးဆင်းလိုက်တဲ့196ဆိုတဲ့ဖရိန်ကအဲ့ဒီစီကျော်ထဲမှာပြန်ကြတဲ့အချိန်မှာအဝါရောင်369တဲ့တန်းနေပြီအဲ့မှာအဝါရောင်369တန်းနေ ဒီကိုချောင်းဝိုင်အောင်ဒီချောင်းမှာလာပေါင်းတာဒီမှာလဲအဝိုင်အောင်လုံးဆောက်ခွန်တဲ့တန်းနဲ့ပြေးလိုက်အဲတုံးတိတ်တိတ်ကြီးပြန်ကြခဲ့တာဟုတ်ပြီအဲ့ဒါဆိုရင်ကိုလေးခွန်လို့တဲလိုက်တဲ့ခရီးငန်းနေပေါ့ဗျာပြေးတက်လိုက်ကျန်တာတွေဖြုတ်လိုက်ရှိတဲ့တိကိုချောင်းကအဝိုင်အောင်တုံးချောက်ခွန်နဲ့ပြန်ကြခဲ့လို့အဲ့ဒီအဝိုင်အောင်တုံးချောက်ခွန်ကအပြာရောင်လုံးချောက်ခွန်ဖြစ်တဲ့အချိန်မှာသူ့ရဲ့ထောက်မှာအဲ့ဒီကိုခွန်ကိုလေးကြီးကိုထဲပါမယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းတဲ့အခြေစဖြစ်တယ်အဲဒီဒီ36ခုနဲ့နေကြည်လိုက်ရင်ခု6 6လဲပြီး6 6ခုလောင်းထိုးမှာကျွန်တော်ဒီထိတ်ထိလေးပဲယူလိုက်တာအဲ့ဒါဆိုသူကဒီ6ခုလုံးသူကတော့ဒီတစ်ခုတည်းပဲထွက်တာ6ခုတော့မလည်းပြည်လဲခု6 6လဲပြီး6 6ခုလောင်းထိုးနိုင်လားပေါ့အဲ့ဒီတွေးအတွေးကနေဒီလေးကျွန်တော်ဒီအားလေးကိုလိုက်စစ်လိုက်တော့ခု6လေးထွက်တယ်လို့ယူမယ်ဆိုခု2 3တွေခု4တွေပေါ့ဗျာနော်တခြားကဏ္ဍတွေယူလို့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီတဲမှာတခါနောက်တစ်ခုစဉ်းစားလိုက်တော့ နောက်တစ်ခုစဉ်းစားလိုက်တော့သူကဆောင်းထိုးဆောင်းတက်တော့မပါဘူးဒါပေမဲ့စီချောချိတ်ဆဲအရာကအင်မတန်ကောင်းလို့ဒီ400နဲ့ထပ်လိုက်တာဒီ400ကအပြာရောင်စီချောငါးခွန်တုံးကလာပြီးထွက်ချင်တာအဲ့ဒါဆိုရင်ကျွန်တော်တို့အပြာရောင်ခွန်ဆောင်ငါးမှာကျွန်တော်ခွန်ကိုလေးကြီးကိုထုတ်ချင်တာဒီကတခါထုတ်ပြီးကစားခဲ့သေးတယ်ကျွန်တော်ဒီဖလင်ကြီးကိုအဲ့ဒါဆိုရင်ဟုတ်ပါပြီပထမကန်နေရောအဲပထမစတဲ့တဲ့ကတ်ရောဒုတိယနားတဲ့ကတ်ရောအချိတ်ဆက်တွေကအင်မတန်ကောင်းနေနောက်ပြီးဖလင်ကြီးဒီကလာလေးအစုံကလည်းအကုန်လုံးအလုံးချိတ်ဆက်နေတယ် နော်အဲ့ချိတ်ဆက်နေတာတည်းမှာမှတခါသူကဒီဒါတော့လိုရင်းလေးကျွန်တော်ဆွဲလိုက်လို့အဲ့ဒီကိုသုံးခွန်ရဲ့ဒီဘက်မှာကိုလေးခွန်ထောင်ပြီးကိုလေးဆယ်လှဲတယ်လို့ကျွန်တော်တို့ကပြောခဲ့သေးတာနော်အဲ့ဒါဆိုကိုသုံးခွန်ရဲ့ဒီဘက်လေးတရှိနေအချိန်တိုင်းမှာကိုလေးခွန်ထောင်ပြီးကိုလေးဆယ်လှဲခဲ့တယ်လို့ပြောခဲ့သေးတာနော်ပြောခဲ့တော့ပြောခဲ့တော့လှဲခဲ့တဲ့ကိုလေးဆယ်ကကျွန်တော်တို့တခါအလီယောင်စီးရောပြန်သွားမယ်ပန်းရောက်မှာ တင်းနေသုံးဒါတော်တော်ဒီတင်းနေသုံးတွေကသမိုင်းနေနဲ့လာနော်ကျွန်တော်ဇလန်းရှီမှာဆိုလို့မပြောတော့ဘူးတင်းနေသုံးတင်းနေလေးနော်ဒီဘက်ကတုံများတင်းလေးနော်ဒီဘက်မှာ940လို့ဖြစ်ပြီနော်ဟုတ်ပြီ940လို့လာတယ်အဲ့ဒီ940ကဒီမှာလှည့်ရတယ်940ဟုတ်ပြီအဲ့ဒီ940ကနေအောက်ကို123လို့ဆင်းတခါ123 5လို့သွားရင်တုံများနေနေဆိုတော့ဟိုရင်ထပ်တယ်ကြီးအဲ့ဒီတုံများနေနေရဒီဘက်တစ်နှစ်ကျော်အောက်တော့မှာ940လာတယ်ဆိုလိုချင်တာက ဒီ940နဲ့အကြိမ်ကိုင်းမှာအဲ့ဒီ940ဖရိတ်ကြီးတဲတာပါဆိုရင်နောက်တစ်မျိုးဖရိတ်တဲတဲ့အနေထားကိုပြန်စဉ်းစားမှာနော်940အနေရောင်နဲ့ပန်းရောင်နဲ့ဒီဘက်မှာ940တဲဖို့သူကအဲ့ဒီ940နဲ့940ကစီချောတစ်ခုတည်းမှာအတူတူကစားခဲ့တာမဖြစ်သွားနိုင်နဲ့နော်နော်အဲ့ဒီအထောက်ပံ့တွေရောပါလို့ဒီမှာလဲ930ဆောင်းထိုးတဲ့48ကနှစ်နှစ်ကျော်ထွက်တယ်တူထောင်းမှာ940လဲတယ်940ထောင်းတယ်46တိကစားခွက်တွေထည့်ခဲ့ပြီး နော်ထည့်ခဲ့တော့အဲ့ဒီခြေတက်တွေကိုခြံလိုက်တော့ခြံလိုက်ကြရအောင်ဒီဘက်မှာတင်းနေတော့ပန်းရောင်နဲ့၄နှစ်တည်းဒီဘက်က၄၀တည်း၉၄၀တည်းပြီးအဲ့ဒီ၉၄၀ကနေအောက်ကို၁နှစ်၃၄နှစ်၃၄၅နှစ်၃ညနှစ်ပရိတ်တည်းပြီးဟုတ်ပြီအဲ့ဒီနှစ်၃ညနှစ်ရဲ့တနေ့ကျအောက်ဒေါင်မှာ၉၄ခွန်ပရိတ်ပြန်တည်တာပါဆိုရင်ဘာလို့လဲဆိုတော့သူဒီ940ပန်းရောင်နဲ့အချိန်ခိုင်းမှာ940ကတည်ခွင့်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ940နဲ့လှဲပြီးတော့940ကထောင်ရင်းလို့ တော့ဒီဒီကနန်းရဲ့ဟိုအပံ့ပိုးမှုတွေကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့ကြတော့ဒါဟိုတခြားခြားပြတဲ့စနေလေးဟိုကနန်းလေးနဲ့ကြည့်ပေါ့နော်ကိုကိုနိုင်ကလည်းကြည့်ပြီးတော့မှဒါထိုးတင်တဲ့ကနန်းလားမထိုးတင်တဲ့ကနန်းလားဆိုတော့ဆုံးဖြတ်ပေါ့ကိုအကြိုက်လေးနဲ့ပေါ့နော်ဒါလည်းကိုအကြိုက်ကလည်းပါအောင်ပါဘူးနော်အကျွန်တော်တို့ကဒါကနန်းလေးတွေဒါဖရိန်နေနဲ့အချိတ်ဆက်လေးတွေနဲ့ရွှေနာလေးတွေကိုပဲကျွန်တော်တို့ကကစားပြရတာပေါ့နော်အဲ့ဒါပေမဲ့အဲ့ဒီတည်းကပဲကျွန်တော်တို့ကပဲဖိလင်းကိုပို့အားတာတယ်နော်ပဲကနန်းကိုတော့ပို့အားတာတယ်ပေါ့ရွေးတာပေါ့ ကိုအကြိုက်နဲ့ရွေးတာပေါ့ဗျာနော်အဲ့ဒီအချိန်မှာမှန်တာလည်းရှိတယ်လို့မှားတာလည်းရှိတယ်ပေါ့နော်